အားလုံးပဲမင်္ဂလာပါခင်ဗျာ Book Wave Audiobook Channel ရနေပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးရှူတော်ရေးသားထားတဲ့စမ်းကျယ်တော်ဖျောင်းနိုင်ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာစမ်းကျယ်တော်ဖျောင်းနိုင်ကျွန်တော်တို့ဤပုံပြောကလပ်တွင်ပထမအပတ်တွင်ဆရာဝင်ကမဲကြ၍ဒုတိယအပတ်တွင်မူကားတစ်တော်ဝင်တော်မဲကြနေရ၎င်းကပြောပြသောပုံမှာအောက်ပါအတိုင်းဖြစ်လေဤ လွန်ခဲ့သောနှစ်ကကျွန်တော်သည် အခွင့်လေးလာခံယူပြီးနောက်တာမယာများကို၎င်းတို့၏မိဘရပ်ထံဖြစ်သောမန္တလေးသို့ပို့ထားခဲ့၍မြမပြည်တပြည်လုံးအနှံ့အပြားလည်ပတ်ရန်အချမ်းရှိဘူးသည့်အတိုင်းအစီကံယောက်ျားကလေးတစ်ယောက်နှင့်မော်လမြိုင်ပသိမ်ဟင်းတဒအစရှိသော အောက်မြန်မာပြည်မျိုးများတို့လှည့်လည်ခဲ့၏နောက်ဆုံး၌ရန်ကုန်မြို့တွင်တလခန့်နေအံဟုအကြံဖြင့်တွားရောက်ကြလေရာဆက်ရောက်သည့်နေ့၌ပင် အစီကံမကျမ်းမမာသည်နှင့် ဆေးရုံတို့ဥစွာပို့လိုက်ရလေ၏ပထမ၌ကျွန်တော်မှာဟိုတယ်တစ်ခု၌နေထိုင်တဲခိုအန်းဟုကြံစီမိ၏တို့ရတွင် ကျွန်တော်ဤဆန္ဒမှာသူတစ်ပါးနှင့်ရောထွေးဆက်ရှံမနေထိုင်လို့ရကနောက်ဆုံး၌ဗလာတာစာကုမ္ပဏီတွင်အိမ်တစ်လုံးမေးမြန်း၍ကြီးမင်းနိုင်ရှော်လန်ခေတာလန်တွင်အိမ်ကြီးတစ်လုံးအိမ်ထောင်မှုအပြည့်စုံနှင့်အားရရန်ရှိသည်ဟုဆိုသောကြောင့်အဖိုးနှုံးချူတာစွာနှင့်ရရှိလေ၏ကျွန်တော်၏အကြံမှာ အစီကံယောက်ျားနှင့်အတူ၎င်းအိမ်တွင်နေထိုင်၍စားတောက်ရန်အတွက်မှမူနောက်တနေ့၌ပင်အစီကံတယောက်ရရှိလိမ့်မည်ဟုယုံကြည်ခဲ့၏တို့ဖြစ်၍အိမ်ပွဲစားဖြစ်သောဗလာတာစားတိုက်အားအိမ်လကတလအတွက်ပြည့်ရထားခဲ့ပြီးနောက်ကျွန်တော်သည်၎င်းတိုက်မှအစီကံတယောက်ကိုခိတခေါ်ယူခဲ့၍ပစ္စည်းကလေးများကိုတက္ကစီတစည်းပေါ်သို့တင်ပြီးလျှင်ရှော်လန်ခိတလန်အိမ်သို့မောင်းနှင်လာခဲ့လေ၏အစီကံသည် အစင်းနှင့်လှည့်ချင်းထားသောအင်ကြီးကိုတကားဖွင့်ပေး၍ကျွန်တော်၏ပစ္စည်းများကိုကူညီတင်ပေးပြီးနောက်အင်တော့ကိုကျွန်တော်အားပေးရခါပြန်သွားလေ၏အင်ကြီးမှာအတော်တန်ကျဲဝန်းသောဝင်းကြီးအလယ်၌တည်ရှိ၍အိတ်ခမ်းနှက်ခမ်းကဒင်းမှန်တဲစပွဲကလထိုင်းစသောအိမ်တော်မူပစ္စည်းများအပြင်မိဘချောင်းတို့ပစ္စည်းများလည်းရှိသေး၏ထို့ပြင်အေကန်းတခန်းရေချိုးကန်းတခန်းမိဘကန်းတို့လည်းပါရှိ၏ကျွန်တော်အဖို့မှမူ အိတ်ခမ်းတခမ်းပင်လျင်လုံလောက်ပြီဖြစ်၍ဒုတိယအခမ်းတခမ်းကိုအသုံးပြုရန်အကြံစီမရှိကြကျွန်တော်သည်အိတ်ရာလီများကိုအိတ်ခမ်းတခမ်းထဲရှိကဒင်ပေါ်၌ဖြန့်ခင်းပြီးနောက်အိမ်ကြီးအတွင်လှည့်လည်ကြည့်ရှုရာဥရောပတိုက်သားများအသုံးပြုခဲ့သည့်အိမ်ထောင်မှုပရိဘောဂများစုံလင်စွာတွေ့ရှိရလေကဤမြကြီးကျယ်သောအိမ်ကြီးကိုဤမြလောက်အိမ်လာကနှင့်ရနိုင်ပါ၏လို့ဟုအံ့ဩမိ၏ဒုတိယအိတ်ခမ်းအနီးရှိကဒင်အနီးတွင်စပွဲဝိုင်းကလေးတစ်လုံးခင်းထားရာ ၎င်းအပေါ်၌ဖျောင်းနိုင်တထုံနှင့်ဘီးကျက်တပူတွေ့ရ၏ကျွန်တော်အတုံးပြူမီအိတ်ခမ်းအတွင်း၌လည်း၎င်းနီးတူစွာဇပွဲဝိုင်းကလေးနှင့်ဖျောင်းနိုင်ဘီးကျက်ပူစတီတို့ကိုတွေ့ရှိရလေ၏ပထမနေ့ညနေ၌ကျွန်တော်သည်တေးသမောအိပ်၍ရေချိုးပြီးနောက်အိမ်မထွက်ရန်ပြင်ဆင်ခဲ့လေ၏အင်ကြီးမှာဓမီတက်ဆင်ထားတော်လဲလူမရှိသဖြင့်ဓာကျိုးအဆက်ဖြတ်ထားခိုက်ဖြစ်သောကြောင့် RET ကုမ္ပဏီတို့အကြောင်းမကြားရသေးမီအတွင်း ဖျောင်းနိုင်ပြီးဖြစ်တာပြင်ဆင်ရလေ၏ကျွန်တော်ဤအခန်းရှိမှန်တဲစပွဲကြီးရှိပင်အဝတ်စားလဲလှယ်ပြီးနောက်အင်ကြီးပေါ်သို့တပတ်လှည့်၍ကြည်သေး၏ဒုတိယအခန်းသို့ဝင်ပြီးတော့အခါစပွဲဝန်းကလေးပေါ်ရှိဖျောင်းနိုင်တို့မှဖျောင်းနိုင်တတိုင်းကိုယူလျက်မိကျစ်ဖြင့်ထူးညိပြီးနောက်ထုံမြအိမ်မြညောင်ရမ်းကြည့်ရှုပြီးလင်ဖျောင်းတိုင်ကိုငိမ့်တက်၍စပွဲပေါ်တွင်ပြန်ပြန်ထားခဲ့သည်ဟုကျွန်တော်မှတ်ထင်မိ၏ခုနှစ်နာရီခွဲခန့်အချိန်တွင်ကျွန်တော်သည် အိမ်တကားကိုတောခတ်၍အိမ်ပေါ်မှဆင်းလာခဲ့ပြီလျင်ရှမ်းလန်းဗဟိုလန်းတို့ရောက်လာခဲ့ရာ မော်တော်ဘတ်တစ်စီးအခန့်နဲ့တွေ့သည့်နှင့်ရန်ကုန်ဘက်သို့လိုက်လာခဲ့လေ၏တရုတ်တန်းတို့ရောက်တော့အခါတရုတ်ဟိုတယ်တစ်ခု၌ညစာစားတောက်၍ဘိုင်းစကုပ်ယုံများရှိရာသို့လမ်းချတစ်စီးနှင့်ထွက်လာခဲ့လေ၏အင်္ဂလိပ်ယုံနှင့်မြန်မာယုံများတွင်ဘိုင်းစကုပ်များပြားလျက်နေကြလေပြီပရိုဂရမ်များကိုတောင်းကြည့်တော်လဲမြည်သည့်ယုံမြဝင်းကြည့်လိုစိတ်မရှိပေ တို့ဖြစ်၍ကျွန်တော်သည်ရွှေတကုံဖျားတို့လမ်းချားဖြင့်လင်းငင်းခံရန်တွားပြီးလျင်ဖျားပေါ်တို့နိုင်ဝက်ခန့်တက်၍ဖူးခဲ့လေ၏၎င်းနောက်9နိုင်ကျော်လောက်တစုံတရာပြုတ်ရန်မမြင်သဖြင့်ဆန်းချောင်းဘက်သို့ဗစကားဖြင့်ပြန်လာခဲ့လေ၏ရှော်လန်ခိတာလန်ရှိအိမ်တို့ရောက်၍အပေါ်တက်သို့လှမ်းကြည့်မိရတွင်ဒုတိယအိမ်ခန်းတွင်မီးရောင်ကိုမြင်ရသဖြင့်အံ့အားတင်သွား၏တော့ကိုဖွင့်၍အိမ်ပေါ်သို့တက်လာပြီးလျင်ဒုတိယအိမ်ခန်းအတွင်းသို့ဝင်ကြည့်လိုက်သောအခါ ်ဇပွဲဝိုင်းကလေးပေါ်တွင်ဖျောင်းနိုင်တတိုင်းသည်ငိန်သက်စွာတောက်လောင်ရဲ့ရှိလေ၏ဖျောင်းနိုင်မှာအတုတ်စားမျိုးဖြစ်ရသည်ကတဝက်ခတ်မြလောင်ကျွမ်းနေလေ၏ထိုအခါကျွန်တော်သည်ဖျောင်းနိုင်ကိုထုံးခဲ့မှုတော်လဲကိုယ်တိုင်ငိမ့်ခဲ့မှုဒီကိုတတိယသည်နှင့်အတော်ပင်အံ့ဩမိခဲ့၏တို့ရတွင် ကျွန်တော်သည်တတိပိုလျော်ဟန်သူ၏ဟု အောက်မိသည်နှင့်ထက်လောင်း၍မစင်းစားတော့ဘဲပထမအိတ်ခန်းသို့ဝင်ပြီးလျှင်အဝေးစားများလဲလှယ်၍အိမ်ယာသို့ဝင်ခဲ့လေ၏ နောက်တစ်နေ့တွင်ကျွန်တော်သည်အလုတ်လက်မဲ့ရုံတို့တွားရောက်၍အစီကံတယောက်အလှူရှိချောင်းပြောပြရာချက်ချင်းပဲအသက်30အရွယ်ခန့်ရှိလူတယောက်ကိုရလေ၏ကျွန်တော်ဤအကြံမှာမိဖို့နှင့်တကားချက်ပြုံရန်ကရိယာအစုံလင်ရှိနေသောအိမ်ဖြစ်သောကြောင့်လက်ဖက်ရည်ကော်ဖီစသည်များကိုအိမ်တွင်ကြိုစေ၍ရံဖန်ရခါသမင်းဟင်းကိုပါချက်ပြုတ်စေမည်ဟုကြံစီမိ၏အစီကံမောင်ပခင်သည်ကျွန်တော်နှင့်အတူလိုက်ပါလာတော့လဲတာမယားရှိသူဖြစ်သောကြောင့် ညအချိန်တွင်အိမ်တို့ပြန်အိတ်ခွင်ပြရ၏တို့ဖြစ်၍ကျွန်တော်သည်သမင်းချက်လက်တဤလက်ရာကိုညီဆန်းအန်းဟုအကြံနှင့်ဝေသုံးချက်တို့ကိုစီဆန်းငရုတ်ချက်တော်နှင့်ဟင်းလျာဘူးအတွက်ပေးလိုက်ပြီးနောက်အိမ်တို့ပြန်လွတ်လိုက်လေ၏ဒုတိယနေ့ည၌ကျွန်တော်သည်ဒုတိယအိတ်ခန်းမှဖျောင်းနိုင်ကိုထုံးယုံများပြန်ထုံးမကြည့်တော့ဘဲအဝဲအစားများလဲလဲ၍ရခင်ညကအတိုင်းထွက်လာခဲ့လေ၏ရှေးဦးစွာမကိုလန်းရွှေဘုံနာလန်းတွင် ကလာထမင်းစားပြီးနောက်ဗိုင်စကုတ်ယုံဘက်သို့သွားရာဂလုတ်ယုံတွင်တာဇန်ကားပြသောကြောင့်ဝင်း၍ကြည့်ခဲ့၏၉နာရီအချိန်ခန့်တွင်ဗိုင်စကုတ်ပြီး၍တေယုတန်းဘက်၌ခေါက်ဆွဲတစ်ခွက်စားခဲ့ပြီးလျှင်ဗစကားနှင့်ဆန်းကြောင်းတို့ပြန်လာခဲ့လေ၏ကျွန်တော်မှာအမှန်အားဖြင့်လူရဲကြီးတယောက်မဟုတ်တော့လဲအလွန်အမင်းကြောက်တတ်သူမဟုတ်ပေတို့ရတွင်ဗစကားပေါ်မှာဆင်း၍ရှော်လန်ခေတ္တလမ်းဘက်သို့လျှောက်လာခဲ့စဉ်အိတ်ခန်းတွင် ရောက်နိုင်ပြီးထွန်းလျက်တာတွေ့ရအောင်မည်လို့ဟုရုတ်တရက်တတိယရင်စက်သိမ်းမှွင့်ညင်းထမိသေး၏တို့ရတွင်အိမ်သုံးရောက်၍ပဒင်းဝါတို့မောကြည့်လိုက်တော့အခါညီသည့်မိယောင်မြမမြင်ရသည်နှင့်စိတ်တက်တာရာရသွား၏အိတ်ခမ်းတကားကိုဖွင့်၍အိတ်ခမ်းတို့ဝင်ပြီးလျှင်အဝတ်စားလဲလှယ်၍ကဒင်ပေါ်၌စာအုပ်ကိုဖတ်နေမိ၏စေနာဤထိုးလက်တော့အိတ်ချင်တလူလူရှိလာသည်နှင့်ဖျောင်းနိုင်မိကိုငြိမ်းရန်ပြူစဲတွင်ရုတ်တရက်တတိယလာ၏ ရလာမုံကဒုတိယအိတ်ခန်းကိုကြီးလို့တော့စိတ်ဖြစ်ပေါ်လာခြင်းဖြစ်လေ၏တို့ဖြစ်၍အိမ်ယာမှထပြီးလျှင်အိတ်ခန်းတကားဝါတို့တွား၍ဒုတိယအိတ်ခန်းဘက်သို့ကြီးလိုက်သည်နှင့်တပြိုင်နက်ကြက်တီတီလျက်ငေးမိနေတော်၏အเจ้าမှာဒုတိယအိတ်ခန်းအတွင်းမှ မီးရောင်လင်းနေသည်ကို တွေ့မြင်ရသောကြောင့်ပင်သည်ကျွန်တော်သည်ရဲစိတ်တွင်၍ဒုတိယအိတ်ခန်းသို့တွားကြည့်လိုက်သောအခါစပွဲဝန်းကလေးပေါ်ရှိဖျောင်းလိုက်တဲ့တိုင်မှ တည်ငြိမ်သောမိတော်သည်တောက်လောင်ရရှိနေသည်ကိုတွေ့မြင်ရလေ၏ထိုအခါတွင်ကကျွန်တော်ဤစိတ်မှာအကြီးအကျယ်တုံ့လုံချောက်ချားခြင်းဖြစ်ခဲ့ပြီထိုချင်းရောက်ကိုထောက်တဖြင့်ပထမညကမိမှလည်းကျွန်တော်ထုံးခဲ့သောမိမဖြစ်နိုင်ကျွန်တော်မိခဲ့ခြင်းမဟုတ်နိုင်ဟုယုံကြည်ခဲ့လေပြီထိုည၌ကျွန်တော်မှာတတမြမှတ်တမြရွတ်ဖက်တရဆယ်၍အိတ်တော်လဲအိတ်မပြောပဲလေးနာရီထိုးကနေမှအိတ်ပြောခြင်းတို့ရောက်လေတော့ဤ ောက်တဲ့နေ့၌ကျွန်တော်ဒီဗလာတာစာကုမ္ပဏီတို့တွားရောက်၍ထိုအင်ကြီးတွင်ရခင်ညီသူမျိုးဝါနေထိုင်ခဲ့မှုသည့်အကြောင်းကိုမေးမြန်းစုံစမ်းနေ၏အင်ငါးဘက်ဆိုင်ရာစည်ရည်တယောက်ထံမှသိရှိရသောသတင်းတရမှာကလမာကြီးတဦးနေထိုင်ခဲ့မှုကြောင်းထိုကလမာကြီးတည်ဆုံသွားပြီဖြစ်ကြောင်းအမည်မှာချန္ဒရာဒေဝီဖြစ်ကြောင်းသိရှိရလေ၏ထိုနေ့ညနေ၌ပင်ကျွန်တော်ဒီမြေကမ်းရှိဘောတရားပေါ်၌ထိုင်၍အင်ကြီးအတွင်း တည်ဆုံးသွားခဲ့သောချန္ဒရာဒေဝီဆိုသူကလမာကြီးအကြောင်းကိုစဉ်းစားစိတ်ကူးလျက်ရှိတဲ့တက်ရက်စွာဝက်စားဆင်ရင်ထားသည့်ကလားလူမျိုးလူငယ်တစ်ယောက်သည်ကျွန်တော်အနည်း၌ခုံရှည်တစ်ခုပေါ်တွင်ထိုင်လျက်ရှိနေသည်ကိုတွေ့မြင်ရလေ၏တခဏမျှကြာသောအခါကျွန်တော်သည်ထိုသူနှင့်စကားအနှဲ့ငယ်ပြောဆိုကြရမှာတယောက်နဲ့တယောက်အလုတ်အကိုင်းနဲ့တကွရန်ကုန်သို့ရောက်လာခဲ့သည့်အကြောင်းကိုအပြန်အလှန်မေးမြန်းကြလေ၏ထိုသူဤပြောပုံဆိုပုံကို အကဲခဲရခြင်းအပြင်အတော်အတန်ဉာဏ်ပညာရင့်တန်၍အင်္ဂလိပ်စကားကိုလည်းချုံးမော့စွာပြောပြနိုင်ကြောင်းတွေ့ရလေ၏။နောက်ဆုံး၌မြည်သည့်အရက်တွင်တဲခိုပါသည်ဟုသူကမေး၍ကျွန်တော်ကစံကြောင်းလျှောလန်းခိတာလန်းအိမ်နမက်ကွက်လက်တွင်နေထိုင်ကြောင်းပြောပြသည်တွင်ထိုသူသည်အံ့အားတင်သောမျက်နှာနှင့်ငေးကြည့်နေတော်၏။ဘာကြောင့်အံ့ဩရသလဲ။ဘာမှမဟုတ်ပါဘူး။ ကျွန်တော်မိတ်ဆွေအမဲကြီးတယောက်နေသွားတဲ့အိမ်မို့ပါချန္ဒရာဒေဝီဆိုတာလားအစ်စ်ပေါ့ခမရသိသလားဘာဒလာစာတိုက်ကပြောလိုက်တာသိတာပဲဒီအမဲကြီးတေချာပြီဆိုတေသွားပါပြီဘယ်မှာတေတာလဲရန်ကုန်မှာပဲလားဟုတ်ကဲ့ဒီအိမ်မှာပဲတေတာလားဟုတ်ပါတယ်မိမကြီးက တတိကောင်းရဲ့လားဘာကြောင့်မေးတာလဲတတိမေးတယ်လို့တော့ဖြောက်ပြပြီးသူ့တော့ကိုလူတယောက်တွေ့တလားလို့မေးတာပါအိမ်တော့ကိုလားဒီလိုခမရအမေကြီးကရန်ကုန်မှာနေတာပိုးရှိုးွယ်ရှိုးနေရတယ်ဘသူ့ကိုမှသူမယုံဘူးအစီကံတော့မထားဘူးသမင်းကိုတော့ဝယ်စားရရှာတယ်ဘာကြောင့်ဘသူ့ကိုမယုံတာလဲ သူ့အသက်ကိုရံမူတဲ့လူတွေရှိလို့တဲ့ဒီလိုခမတဲ့တဲ့ပြောရရင် မိမကြီးဟာအိန္ဒိယပြည်ကမဟာယာစာကတော်ကြီးခမသူ့လင်မဟာယာစာကို သူကမြှောက်ပေးပြီးသူ့လင်ကသူ့နေသူနေသားတွေကိုရရဆက်ဆက်အုပ်ချုပ်တဲ့နောက်ဆုံးတနေ့ကျတော့တောသားတယောက်ဟာ မဟာယာစာကိုချောင်းပြစ်တက်လိုက်တဲ့ဒီမိမကြီးဟာလည်းလင်ကိုမြှောက်ပေးရမလားဆိုပြီးနေသူနေသားတွေကသူ့ကိုတက်ပြစ်ချင်ကြတယ် ဒါကြောင့်အိန္ဒိယပြည်မှာသူမနေဝင်မဲရန်ကုန်ကိုတိတ်တိတ်ကလေးတူပြေးလာရတာကိုခမရဘာကြောင့်ဒီလောက်တီးရတာလဲကျွန်တော်အမေက သူ့စီမှာဟိုတုန်းကအပြူတော်ပေါ့ဗျာ ကျွန်တော်ကလည်းမိမကြီးကပဲပညာသင်ပေးပါတယ်ဒါပေမဲ့ရက်ဆက်တဲ့မိမကြီးမှန်တိလီတော့ကျွန်တော်မချစ်ပါဘူးတေပုံပြောစမ်းပါဦး မိမကြီးကကြောက်လန့်ပြီးပုန်းနေတော့မှတနေ့ကျတော့စာတစောင်ရောက်လာတဲ့။စာထဲမှာဘလူပါတယ်လဲဆိုရင်ခမည်းနေရက်ကိုတည်ပြီးဖျားရှစ်ကိုထားပြီးတော့လို့ပါတယ်။ဒီစာလေးရရောနောက်တနေ့ညကျတော့သူ့အိတ်ခန်းထဲကကဒင်းပေါ်မှာမျက်လုံးကြီးပြူပြီးတည်နေပါရောတဲ့။တကားလဲပိတ်လို့သူ့ဘာသာသူကြောက်အားကြီးပြီးတေချာတဲ့ထင်ပါရဲ့။အနားမှာလဲဖျောင်းနိုင်တဲ့တိုင်းထွန်းလို့တဲ့။ အိတ်ခန်းနှခန်းရှိတယ်အနောက်ဘက်ကအခန်းဟုတ်လားအစ်စ်ပေါ့ကျွန်တော်ဒီမိတ်ဆွေတစ်ဖြစ်တော့ကလားနဲ့ခွဲခွာခဲ့၍စားစရာများစားတောက်ပြီးအိမ်တို့ပြန်ခဲ့လေသည်ထိုည၌ကျွန်တော်ဒီညီသည့်နေရာကိုမျှအလဲအပတ်မသွားတော့ဘဲအိမ်ထဲတွင် စာဖတ်နေခဲ့၏ရံဖန်ရံခါစာဖတ်နေရင်အချားခန်းကိုတတိရတော်လဲစိတ်ကိုဖြောက်၍ဖမြေးတိုင်းဖတ်နေလေ၏စေနာ၏ကြောလက်တော် ကြည့်ပဲမနေနိုင်တော့၍စာဖတ်ရာမှာထားပြီးတခြားအခန်းဘက်သို့လှည့်ကြည့်မိရာမိအောင်လင်းနေသည်ကိုတွေ့မြင်ရပြန်လေ၏အခန်းထဲသို့ဝင်ကြည့်လိုက်တွင်ချန္တရာဒေဝီခေါ်ကလမာကြီးအားကတဲ့ဘောတွင် တွေ့မြင်ရလိမ့်မည်ဟုမှတ်ထင်ပြီးသောကြောင့်မကြည့်ဝင်ရဲပဲရှိနေလေ၏တို့ရတွင်နောက်ဆုံး၌စိတ်ကိုတင်း၍အခန်းဝါသို့တွားကြည့်လိုက်သောအခါဖျောင်းနိုင်တဲ့တိုင်လောင်နေခြင်းမှတမားဤသည့်ထူးခြားသောအရာကိုမျှမတွေ့မမြင်ရကြည် ထိုည၌ကျွန်တော်မှာအိမ်မပြောနိုင်အောင်ရှိချောင်းကိုဖွင့်ပြောရန်လူမည်မထင်ပေကျွန်တော်ဤစိတ်ထဲ၌ထက်ခါတလေလေပေါ်တော့မေးကုန်ပါဖျောင်းနိုင်ကိုမြည်သူကမြည်သည့်အကြံဖြင့်ထွန်းညီးရလေတည်းချန္ဒရာဒေဝီပင်ဟုတ်လေတလို့နောက်ထပ်မြည်ကဲသို့ပြုကျေအောင်မည်နီဟူသောမေးကုန်များပင်ဖြစ်လေသည်နောက်တနေ့၌ကျွန်တော်သည်အလုလက်မဲ့ဌာနယုံသို့သွား၍တိုလီမိုလီအစီကံတယောက်ငှားရမ်းလေရာ အသက်25နှစ်ခန့်ရှိ၍အလွန်တန်ဆွမ်းကြံ့ခိုင်ရန်လက္ခဏာရှိသည့်ကရင်လူမျိုးကလေးတစ်ယောက်ကိုချက်ချင်းပင်ရလာခဲ့၏သူ၏အမိမှာ ဖတော်ဖြစ်ရာ ထိုနေ့ပင်လိုက်ခဲ့ရန်သဘောတူသည်နှင့်အိမ်သို့ခေါ်လာခဲ့၍ဒုတိယအိမ်ခန်းကို သူအားပေးလိုက်ရ၏ဖတော်မှာအစီရန်တဲနိုင်မအိပ်ရဘဲအခန်းထဲတကွတတနာနာနေထိုင်ရသည်ကိုသဘောကျဟန်လက္ခဏာဖြင့်အလွန်ပျော်ရွှင်ကြည်လင်စွာရှိနေလေ၏ထိုနေ့ညနေ၌ကျွန်တော်သည် လွစ်လန်းစိတ်ကန်းနာလန်းဘောတရားတို့တွား၍ခုံရွှေပေါ်တွင်ထိုင်နေရမကြမီတွင်ပင်ကလားမိတ်ဆွေရောက်လာလေ၏ကျွန်တော်သည်ကလားမိတ်ဆွေမစ္စတာတက်အားဖျောင်းနိုင်အဖြစ်ပြက်ကိုပြောပြ၍အိတ်ခန်းကိုစောင့်အိမ်ရန်အတွက်ကရင်ဖတော်ကိုငားရန်ကြောင်းထုတ်ဖော်ပြောပြလေ၏ကောင်းပါရဲ့ဗျာကရင်လူမျိုးတွေကဒါတွေမကြောက်တတ်ဘူးဆို။ဘာကြောက်လိမ့်မလဲ။ဒါထက် ူ့ကိုခမားဖွင့်ပြောထားတယ်လားမပြောသေးဘူးဒါပဲကောင်းတယ်ပြောထားရင်စိတ်က၆ချင်၆နေမယ်ဒါထက်ဖျောင်းနိုင်ထွန်းတာ၃ငါရှိပြီနော်ဟုတ်စဟုတ်ပါလေကရင်အတွက်စိုးရင်နေဗျာ၃ငါထွန်းရင်လူတည်တတ်တယ်လို့ကျွန်တော်ကြားဘူးလေတောက်တီးတောက်တယ်ဗျာကျုပ်လဲဟိုဘက်အခန်းကရှိနေတာပဲ မနှက်ဖြန်ညံ့နေဒီအချိန်မှာဒီနေရာလာခဲ့အောင်ဗျာကျွန်တော်ကြားဆန်းပြရစီအောင်စိတ်သာချကြုတ်လာခဲ့မယ်ထိုနေ့ည၌ကျွန်တော်မှာရခင်ညများကထက်စိတ်ချလက်ချရှိသည်နှင့်အိမ်ရာတို့ဝင်းဒီနှင့်တမြိုင်နှင့်အိပ်ပျော်သွားလေ၏ဖတော်မှမူဒုတိယအိမ်ခန်းတို့တချင်းတေးအေးအေးနဲ့ပင်ဝင်သွားသည်ကိုတွေ့မြင်ရလေ၏နောက်တနေ့၌သမင်းချက်မောင်မခင်သည်ပြာကြီးပြာရာလာလို့သဖြင့်ထထွားလိုက်ရာ ဒုတိယအိတ်ခန်းတွင်မျက်လုံးကြောင်တောင်ဖြင့်တည်ဆုံးနေသောဖတော်ကိုအံ့ဩစွာတွေ့မြင်ရလေ၏။ဆရာဝန်၏ထွက်ဆိုချက်မှာလူတန်ပါတော်လဲနှလုံးရောဂါရှိသူဖြစ်၍ရုတ်တရက်နှလုံးရ၍တည်ဆုံးခြင်းဖြစ်ကြောင်းဖြင့်ထွက်ဆိုလေ၏။ဖတော်၏ဇာပနာကိစ္စကိုနေခြင်းပြီးဆောင်ရွက်ပြီးနောက်ကျွန်တော်သည်ထိုအိမ်တွင်ဆက်လက်နေထိုင်ခြင်းကမဝင်တော့ပြီဖြစ်၍ဟိုတယ်သို့ပြောင်းရွှေ့သွားလေတော့၏။တို့ရတွင် ိန်လာကတလားတော့ပေးထားပြီဖြစ်၍ကျွန်တော်သည်တော့ကိုဗလာသာစာကုမ္ပဏီတို့ပြန်မအပ်သေးပဲယူထားလေ၏ကျွန်တော်၏အကြံစီများမှာထိုအခန်းအကြောင်းထပ်မံစုံစမ်းမှုတည်ဖြစ်၍ဓာတ်နှင့်တိုင်ပင်ပြီးလျှင်တမျိုးတမျိုးစီမံစောင့်ကြည့်ရန်ကြံစီမိသေး၏ကျွန်တော်သည်လွစ်စလန်စိတ်ကန်းတာလန်ဘောဒတာတွင်ဓာတ်နှင့်အခါတိုင်းညနေတိုင်းတို့ပင်တွေ့ဆုံ၍ထိုအိမ်အကြောင်းကိုဆွေးနွေးကြလေ၏ ။တန်းနဲ့ကျွန်တော်ထိုအခါကအတော်ချစ်ကျွမ်းဝင်နေရကဘိုင်စကုံများကာပွဲများတို့အတူတူကွာတွားလေးရှိကြ၏။ဓာတ်မှာစင်းရဟန်လက္ခဏာရှိသောကြောင့်ကျွန်တော်ကပင်အဆအဆအရာရာဈေးခံလေးရှိ၏။တညတနိုင်ကျွန်တော်နှင့်ဓာတ်သည်ဘိုင်စကုံမှထွက်လာကြ၍မကိုလန်း၊ရွှေပုံနာလန်း၊ကလားဆိုင်၌ပလာတာစားတောက်ကြပြီးနောက်လင်းချင်းခံရန်လန်ချားနှင့်ရှောက်လေကြ၏။ I see that ဒီကနေ့ညရှော်လန်ခေတာလန်အိမ်ကိုသွားပြီးတနားရီလောက်ဆေးလေးတောင်ရင်စကားပြောကြရင်မကောင်းဘူးလားဘာလို့ဆရာရှိလဲဗျာအပြင်းပြေပေါ့လေဒါဖြင့်လာလီကောင်းတာပဲထို့နောက်ကျွန်တော်တို့ဒီလမ်းချောင်းကိုလွှတ်လိုက်၍ဗစကားဖြင့်စမ်းကြောင်းလိုလိုက်သွားကြလေ၏ထိုအိမ်တို့ရောက်ကြတော့အခါကျွန်တော်ဒီအသက်ပါလာတော့တော့ဖြင့်အင်ကြီးကိုဖွင့်၍ကျွန်တော်ဤအိမ်ခန်းသို့ဝင်ကြလေ၏ ထိုချိန်၌ကတခြားအိတ်ခမ်း၌မီးရောင်မမြင်ရသေးကြ။အိတ်ခမ်းတွင်သို့ရောက်ကြသောအခါကျွန်တော်သည်ဖျောင်းနိုင်သုံးလေးတိုင်ကိုထွန်းညီပြီးနှင့်ဤနေရာထိုနေရာစသည်တို့တွင် အနံ့အပြားစိုက်ထောင်သားလေ၏။ထို့နောက်ကျွန်တော်တို့သည်စေးပြင်းလေးတစ်လိပ်စီညှိ၍ပလက်ကလထိုင်းတစ်လုံးစီပေါ်တွင် အေးအေးသက်သာထိုင်နေကြလေ၏။ထို့နောက်ဒတ်ကအိုက်စေးဒီနေရာကိုခမရဘာကြောင့်တမင်လာခြင်းရတာလဲဗျ။ လူဆိုတာကြောက်လေလေကြောက်တဲ့နေရာကိုမလာဘဲမနေနိုင်လေလေဆိုတာပဲဒါကြောင့်ကြုံလာကျင်တာလားမပြောတတ်ဘူးတဆီဆိုတာခမရယုံကြည်သလားယုံတယ်လည်းမဟုတ်ပါဘူးမယုံဘူးလည်းမဟုတ်ပါဘူးရှိရင်ရှိမယ်မရှိရင်နေမယ်ခမရဘဲနဲ့ထင်တယ်လေအခုတလို့တော့ရှိတယ်လို့ကြုံယုံကျင်တယ်လို့လို့ပဲဒါထက်ချန္ဒရာဒေဝီနဲ့ခမရမိတ်ဆွေဆို မိတ်ဆွေလို့မခေါ်နိုင်ပါဘူးခြေဆုရှင်လို့တော့ခေါ်နိုင်ပါရဲ့ဒါထက်ဒီအခန်းထဲရောက်တော့မှခမ ्या ကိုကျွန်တော်ပြောနိုင်တဲ့စကားတခုရှိတယ်ဗျာပြောပါလေပြောစရာရှိရင်လူတက်တဲ့လူများဟာသူတက်ထားတဲ့နေရာကိုတခါတခါပြန်မလာပဲမနေနိုင်ဘူးလို့ဝိထုတွေထဲမှာတွေ့ဘူးတယ်မဟုတ်လားတွေ့ဘူးတယ်ဘာဖြစ်တယ်လဲ ကျွန်တော်မှာကိုရွေဖြစ်နေပြီဗျအလူဘယ်နေလဲဗျချန္ဒရာဒေဝီကိုကျွန်တော်တက်လိုက်တယ်ဗျဒါကြောင့်ကျွန်တော်ဒီနေရာကိုပြန်လာနေရပြီတောက်တီးတောက်တယ်ဗျတကယ်ဗျချန္ဒရာဒေဝီကိုကျွန်တော်တက်ဖို့မဲကြလေတော့တက်ဖို့လာခဲ့ရတယ်ခမည်းကညှို့ဝှက်အတင်းသားလားအစ်စ်ဘော ကျွန်တော်မတက်ခင်စာနဲ့တတိပေးတဲ့ရာမှာ စာကိုမြင်တာနဲ့လန့်ပြီးတေချာတော့တာပဲဒါအကြောင်းကျွန်တော်တက်တယ်လို့ပြောရတယ်ဒီလိုမတေရင်လဲတေအောင်ကျွန်တော်တက်ရတော့မှာပဲကျွန်တော်ကိုခမရဘဲနဲ့ထင်တယ်လေခမရရဲတဲ့လူပဲလို့ကျွန်တော်ထင်တယ်သူခဏ၌ကျွန်တော်ဤစိတ်ထဲတို့တဦးတယောက်တော်သူကရုံးနဲ့အကြံတစ်ခုထည့်သွင်းပေးလိုက်တဲ့ကဲ့သို့ရုတ်တရက်အကြံတစ်ခုပေါ်လာ၏ I see that လောင်နန်းစာတန်းတစ်ခုခုလုံနိုင်တယ်ဘလို့လဲဗျဒီအခန်းထဲမှာခမရဒီကနေ့ညမအိမ်ဝင်ဖို့လောင်းကျင်တယ်အိမ်ဝင်လျင်ကျုပ်ကငွေတရားပေးမယ်မအိမ်ဝင်လျင်ငွေတကြက်သေးပေးတော့ that မှာအတန်ငယ်နွမ်းပါဟန်ရှိသူတယောက်ဖြစ်လေရကအတန်ကြာအောင်စဉ်းစားစိတ်ကူးနေလေဤနောက်ဆုံး၌စိန်လိုက်ဗျာ မလုပ်ပါနဲ့လေကျုပ်အလကားပြောတာပါခမရမအိမ်ဝင်ပါဘူးအိမ်ဝင်ပါလေဗျာစိန်လိုက်ကိုင်းဒါဖြင့်အိတ်ရစ်ခဲ့ပြီတော့သို့တော့ကျုပ်ဟိုအခန်းထဲကိုမသွားဘူးနော်ဒီအခန်းမှာပဲအိမ်မယ်အိတ်ရစ်ပါကြိုက်တဲ့နေရာအိတ်ပေါ့ကိုင်းဒါဖြင့်ခမရပြန်ပြီတော့လက်ပြန်ဘဏ္ဍာရီ ကျုပ်လာခဲ့ရမလဲ၈နာရီလောက်လာခဲ့ဗျာတောင်းပန်လို့မရဘူးလားပြန်တော့ဗျာ good night good night dad ကျွန်တော်မတော့ဆော့မိသည့်အတွက်နောက်သားရလျက်ဟိုတယ်တို့ပြန်သွားရလေဤနောက်တနေ့၈နာရီခန့်တွင်ကျွန်တော်ဒီရှော်လန်ခေတာလန်အိမ်တို့ရောက်လျာ dad မှာကျွန်တော်ဤအိမ်ခန်းတွင်မရှိကြရေချိုကန်မိဖို့ကန် စသည်တို့ကိုဝင်ကြည့်ပါတော့လဲမတွေ့ရချေနောက်ဆုံး၌ကျွန်တော်ဒီဒုတိယအိတ်ခန်းကိုတတိယဒီနဲ့မရေတရေဖွင့်ကြည့်လိုက်ရစပွဲကလေးပေါ်တွင်ဖျောင်းနိုင်တတိုင်ထွန်လျက်ဓာတ်မာမူကဒင်းပေါ်တွင်မျက်လုံးမျက်စံပြူကတေဆုံးနေဒီကို တွေ့မြင်ရလေတော့ဒီအဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးလိုတီကောင်းကောင်းလေးကိုနှိပ်ထားပေးဖို့ မြင့်တာရက်ခံပြရစေခင်ဗျာအားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ